သတင်းပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီယုန်နီတာတစိ EV ကဒေဝါလီခံရမှုမှာမြန်မာ EV ကဇေဝက်ကိုပါရိုက်ခတ်ပြီးဝဲလိုအားထိုးချခဲ့ကောင်မင်းအောင်လိုင်ရဲ့တားနဲ့သမီးတွေတင်သွင်းရောင်းချနေတဲ့ EV ကားတွေရဲ့ဈေးကွက်အခြေအနေမလှတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တရုတ်နိုင်ငံခြေဆိုင်မီတာတစ်စိတ် EV ကားတွေထုတ်လုပ်နေတဲ့ဇီချင်းဟောဆွန် New Energy Automobile Company ဟာပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကဒေဝါလီခံလိုက်ပြီဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာခဲ့ရမှာ။အဆိုပါကြေညာကြာမြန်မာနိုင်ငံရဲ့လေဆက်ကားလို့ခေါ်တဲ့ EV ကားဈေးကွက်ကိုပါအရှင်းဟုံပြင်းပြင်းရိုက်ခတ်နေပြီးတော့ဝဲလိုအားတွေထိုးကျနေတယ်လို့ရန်ကုန်ခြေဆိုင်ကားဈေးကွက်ကြွမ်းကျင်သူတွေကပြောပါတယ်။လက်ရှိတရုတ်နိုင်ငံမှာလေဆက်ကားနီတာတစ်စိတ် EV ကားတွေထုတ်လုပ်နေတဲ့ ဇီဂျင်ဟော့ဒဆွန်နယူအနာဂျီအော်တိုမိုဘိုင်းမှအကျွေးတွေတရုတ်ယွမ်10ဘီလီယံကျော်ရှိနေကြမှာအကျွေးရှင်တအူးကတရုတ်ယွမ်9ဒသမ3တန်ရရှိရန်တရားစွဲလာကြောင်းအဲဒီလိုတရားစွဲလာတဲ့အတွက်ဂုံမဏီကဒေဝါလီခန်းရန်တရားရုံးသို့တင်ပြရှောက်ထားလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါပြင်လက်ရှိနေတာမတစိတ် EV ကရှိုးရုံးနေလဲပိတ်သိမ်းနေပြီးအဲဒီဂုံမဏီတွင်းမှာရှိတဲ့ဝန်ထမ်းတွေဟာလည်း2014ခုနှစ်နိုဝင်ဘာလမှစလို့လားစားမရတော့တာကြောင့်လမ်းမော့ထွက်ဆန္ဒပြမှုတွေလှုံ့ဆော်နေတယ်လို့သိရပါတယ်။အခုနေတာတစိတ် EV ကရဲ့ကအတော်လေးကြီးပါတယ်။ ငကိုကားမှာဒီမှာကမီးမမှန်လို့ EV ကားတွေတိတ်ပြီးတော့ရောင်းမကောင်းမတွင်ကျဲတော့ဘူး EV ချားခြင်းအာသွင်းကားတွေကလည်းဂက်စိဈေးထက်တောင်များတလောက်ဖြစ်နေတော့လူတွေကတိတ်မစည်းကြတော့ဘူးပြည်ရင်းမှာ EV ကားတွေလည်းပုံနေရပဲဝယ်ပြီးရင်လည်းတခင်ချစ်ကားဖြစ်နေပြန်နေပြန်ရောင်းရင်လည်းမထွက်ဘူးဒီကလျှက်စက်မိအခြေအနေကြောင့်ဝယ်ကိုမရှိဘူးလို့ရန်ကုန်မော်တော်ကားရောင်းဝယ်ရင်အတင်းမှဝါရင်ရင်ဝယ်ရောင်းဂျိုးဆောင်တူကပြောပါတယ်လက်ရှိမြန်မာနိုင်ငံတွင်းရောင်းချနေတဲ့ EV ကားများထဲမှာဒီယုံနိုင်ငံထုတ်တစ်စိတ်မျိုးမျိုးပါဝင်ပြီးတော့ အ ਨੇ ဆုံးလျက်စက်ကားများရဲ့ဇာဆောင်ရည်နဲ့ချိန်ကြာမြင့်စွာအသုံးပြုနိုင်မှုအစင်းမြင့်ဇင်ကန်စနစ်ပါဝင်မှုတို့ပေါ်မူတည်ပြီး၎င်းတို့ရဲ့ဇင်းနှုန်းဟာ EV ကားတဲ့တစ်စီးလျင်ငွေကျပ်အ ਨੇ ဆုံးတင်ရှိရမှာစတင်ပြီးတော့ဒိန်း2000နီးပါးထိပေါက်ဈေးရှိကြောင်း2022ခုနှစ်နဲ့2023ခုနှစ်ကာလတွေမှာမြန်မာနိုင်ငံတွင်းသို့ EV ကားတွေစီးရီထောင်ထဲချီပြီးတင်သွင်းခဲ့ကြတယ်လို့သိရပါတယ်။အခုပြည်တွင်း EV ဈေးကွက်မှာဆိုရင်အများဆုံးသုံးတာက MG, Lamborghini နဲ့ BYD ပေါ့။အဲ့ဒါကလူကြိုက်များတယ်။နီတာကလည်းလူကြိုက်များတဲ့ထဲမှာပါတယ်။ နောက်ပြီးတခြားစိတ်တွေလည်းအများကြီးရှိသေးတယ်။ကားခတ်သေးသေးလေးတွေကလည်းအိမ်ထဲချန်နေနေနိုင်တဲ့သူတွေကဝယ်ပြီးတော့ဈေးသွားចောင်းသွားတုံးကြတာ။ဈေးတွေကြိတ်ကြိတ်တို့ဒန်းစီရာတော့က EV ကားတွေကတခဲထားလိုက်ပါသေးတယ်။အခုတော့ EV ကားကရောင်းနေကြီးပဲလို့ရန်ကုန်မှကားဝိုင်းရင်ဝယ်ရောင်းတူကဆိုပါတယ်။အဆိုပါဒီုံနဲ့ငါမှဒေဝါလီခံသွားတဲ့နီတာမတ်တဆိတ်လေယာစိတ် EV ကားတွေကိုမြန်မာနိုင်ငံသို့ Grand Series Company ကတင်သွင်းလျက်ရှိပြီးတော့လက်ရှိမှာဒေဝါလီခံတဲ့ဂေရကြောင့်နီတာတဆိတ်ကားများကိုဈေးနှုန်းလျှော့ပြီးအမြန်ရောင်းချမှုတွေ ုံဆွဲသူတွေကလည်းရှုံခန့်ပြီးရောင်းချမှုတွေရှိနေတယ်လို့ဈေးကွက်အတွင်းမှာစုံစမ်းသိရပါတယ်။နေတာယူ2024မော်ဒယ်ကိုငွေသိန်း1000ကျော်ကျော်လေးနဲ့ချရောက်နေတယ်။အရင်ကဒိန်းကို1500လောက်ဈေးတော်អော်ခဲ့တဲ့ကားတွေအခုတော့လာဝယ်ရင်လျှော်ပေးမယ်အလုပ်ပြေအောင်ရောင်းပေးမယ်ဆိုတာကြီးပဲလို့ရန်ကုန်မှာ EV ကတုံဆွဲသူတဦးကရှင်းပြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ EV ကားတွေဟာ2023ခုနှစ်ဧပြီလ20ရက်နေ့မင်းအောင်လိုင်ကပြည်တွင်းမှာလျှက်စက်တအားလုံလောက်စွာရရှိရတဲ့အတွက် ဇိုလာနဲ့ဆက်ဆက်ပစ္စည်းများကိုပြည်ပမှတင်သွင်းမှုတွေအတွက်ခွန်ခင်းလွှင့်ပြုခဲ့ပြီးတဲ့နောက်ပုံမခေစားလာခဲ့ပြီးမင်းအောင်လိုင်ရဲ့တာအောင်ပြေဆုံးတဲ့တမီခင်တတိတမွန်တို့မှအဲ့ဒီဇိုလာလျက်စက်နဲ့ EV ကတင်သွင်းမှုတွေကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့ကြပါတယ်စကောင်းဆောင်မင်းအောင်လိုင်ရဲ့တမီဖြစ်တဲ့ခင်တတိတမွန်က၎င်းရဲ့လှုပ်ဖို့ကံပတ်တီဖြစ်ကြတဲ့နိုင်ပြိုးကျော်ဝေယံမင်းမောင်တို့နဲ့အတူ NPK Motor Company Limited ကိုထူထောင်ပြီးတော့မြန်မာနိုင်ငံတွင်းသို့လျက်စက်ကားများနဲ့ MG မြန်မာ Lime Motor မြန်မာအမျိုးအစားလျက်စက်ကားများကိုတင်သွင်းလျက်ရှိပြီး အခုကလာဘိုင်းချားမှာလဲဆက်ကားရဲ့ဝဲလိုအားဟာထိုးချားလျက်ရှိတယ်လို့ဈေးဝက်တွင်းကစုံစမ်းသိရပါတယ်။လက်ရှိခင်တရီတမွန်နဲ့အပေါင်းပါတွေလောက်ကိုက်နေတဲ့ MG မြန်မာ AV ကားကုမ္ပဏီဟာမြန်မာနိုင်ငံတွင်းသို့လဲဆက်ကားများနဲ့ MG မတ်စိတ်ကားများလမ်းမော်တာမြန်မာအမျိုးအစားလဲဆက်ကားတွေတင်သွင်းနေနေမှာ။အဒီကမဆက်ပွဲကိုတရုတ်ဆောင်မင်းသားမင်းသမီးများကိုဖိတ်ကြားပြီးတော့ချင်းချင်းတဲတဲမကြာခဏဆိုသလိုကျင်းပလေးရှိပါတယ်။ဒါပြင်မင်းအောင်လိုင်ရဲ့တမီးနဲ့အပေါင်းပါတွေဖြစ်တဲ့နိုင်ဖြိုးကျော်ဝေယံမင်းမောင်တို့ရဲ့ NBK Motor Company Limited ဟာ မြန်မာနိုင်ငံတဝန်လျှက်စက်ကားများအတွက်ဒါအားသွင်းတဲ့ EV charging station များကိုပါလုံခြုံရေးရခဲ့ပြီးတော့ EV charging station များစွာကိုလည်းတိစောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အလားတူမယောင်းနိုင်ရဲ့တာဖြစ်သူအောင်ပြေဆုံးကလည်းတရုတ်ရဲ့ BYD ကုမ္ပဏီမှ BYD EV ကားတွေကိုအခြားသောနာမည်ကန်လုပ်ငန်းရှင်များနဲ့ပူးပေါင်းပြီးတော့ကုမ္ပဏီထောင်ကမြန်မာနိုင်ငံတွင်းသို့တင်သွင်းရောင်းချခဲ့တာဖြစ်ပါတယ်။အဲလိုမယောင်းနိုင်ရဲ့တားနဲ့သမီးရောင်းချတဲ့ EV ကားတွေဝယ်လို့အလွန်မင်းထိုးချသွားတဲ့ချိန်မှာအကြံဖက်စစ်ကောင်းဆောင်မယောင်းနိုင်ရဲ့ညွန်ကြားချက်နဲ့ မြန်မာနိုင်ငံတော်ကလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများကိုစီမံချမ်းနဲ့ဖမ်းဆီးရမှာအခုဇွန်လတရနေ့မှာအားဒါကိုစတင်လှုပ်ဆောင်ခဲ့ပြီးအခုချိန်ထိလည်းဆက်လက်ဖမ်းဆီးနေဆဲဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့စတွေ့မျိုးနဲ့ပါတလေးရွာမှာစကောင်းစီတနေအေးအေးတို့ကြာပြန်လန်ဖြစ်ခဲ့တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်စတွေ့မျိုးနဲ့ပါတလေးဂျေးဝါမှာရှိတဲ့အချမ်းဘက်စကောင်းစီရဲ့တပ်စခန်းများကိုအာရခတ်တော်အေးအေးကစနိုက်ပါများနဲ့ဖိကတ်မှုရှိနေပြီး အကျန်းသားစကောင်းစီဘက်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ဖြစ်ခတ်မှုတွေရှိနေတယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောပါတယ်။အဆိုပါစစ်တွေမျိုးပါတလေဂျီဝါပါတလေစိတ်ကမှအကျန်းဘက်စကောင်းစီရဲ့တစကန်ရှိနေပြီးတော့ခလာရ2-3နှစ်တည့်ရင်ခမာရ3-4လေးတည့်ရင်နဲ့ပညာရေးတည့်ရင်10တို့ရှိနေကောင်။အဲ့ဒီတည့်ရင်များကလက်နက်ကြီးများနဲ့ဖြစ်ခတ်မှုတွေလုံးဆောင်နေတယ်လို့သိရပါတယ်။အဆိုပါပါတလေဂျီဝါဟာမေယူးမြေကန်ဘေးမှာတည်ရှိပြီးတော့အဲ့ဒီပါတလေစိတ်ကမှစကောင်းစီစည်ရည်ရင်တင်မောများလည်းရှိနေပါတယ်။ဒါပြင်လုံခဲ့တဲ့3ရက်ကပါတလေမှာရှိတဲ့စကောင်းစီတစကန်တချို့ကို ်အာရခတ်တော် AA စနိုက်ပါအဖွဲ့ကဖိကတ်မှုတွေပြုလုပ်ခဲ့တယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီပြီးခဲ့တဲ့၃ရက်က AA ဘက်ကနေပါတလေးဘက်ကတရင်တွေကိုစနိုက်ပါနဲ့ဖိကတ်တာတွေရှိပါတယ်။ထိခိုက်မှုတွေတော့မသိရဘူး။အကြမ်းဖက်စကောင်းစီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ဖိကတ်တာမျိုးရှိတယ်။တိတ်ပြီးတော့မများဘူး။တလုံးစာနှလုံးစာလောက်ပဲဖိကတ်တန်ကြားရတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကဆိုပါတယ်။လက်ရှိမှာစစ်တွေမျိုးအနီးမှာရှိတဲ့အကြမ်းဖက်စကောင်းစီရဲ့တရင်များနဲ့ကာကင်းစခန်းများကိုအာရခတ်တော် AA ကပျောက်ကြားတိုက်ခိုက်နေနဲ့တိုက်ခိုက်နေကြောင်းနဲ့ တပတ်စလုံးကဆက်ဆိုင်ထားတဲ့အနေအထားလို့စစ်တွေ့မျိုးဒေသခံစီရေးသုံးသက်သူကပြောပါတယ်။အခုနှစ်ပတ်စလုံးကတော့ဆက်ဆိုင်ထားတဲ့အခြေအနေပါ။အကြံဘက်စကောင်းစီဘက်ကလည်းတော်တော်လေးကိုပြင်ဆင်ထားတယ်လို့အေးဘက်ကလည်းတိုက်ပြီးရင်ပြန်ဆုပ်သွားတာမျိုးစနိုက်ပါနဲ့လမ်းပြတာမျိုးတွေကမကြာခဏရှိနေပါတယ်။မျိုးကန်တွေကတော့ဘယ်ချိန်ပေါက်ကွဲမလဲဆိုတဲ့ဘုံကိုစောင့်နေရတာမျိုးပေါ့။တိုက်ပွဲရဲ့အခြေအနေကိုတော်တော်လေးကိုနားဆွင့်နေရပါတယ်လို့၎င်းကပြောပါတယ်။ဒါပြင်ပြီးခဲ့တဲ့မေလနောက်ဆုံးဘက်ကလည်းဒေတာကုတ်ကဲ့မှုစစ်တပ်နာချုပ်ဒါကာစာစစ်တွေ့ရဲ့ကာကင်စခန်းဖြစ်တဲ့ ဂန်ကောကျွန်းဂျေဝါမှာရှိတဲ့အချမ်းဘက်စကောင်းစီစကန်းကိုအာရခတတ်တော်အေအေကဝင်ရောက်စင်းနေတိုက်ခိုက်ခဲ့လို့အချမ်းဘက်စကောင်းစီတတအများပြတိတ်ဆုံးသွားခဲ့တယ်လို့တန်ချက်ကစကားနှစ်စီးလဲပြည့်စုံမှုရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်လက်ရှိမှာအချမ်းဘက်စကောင်းစီဘက်ကစတွေးမျိုးအနီးပပတ်လက်မှာမြေမြုံမိုင်းများထောင်ထားကကာကင်းထက်စကန်အများပြားကိုလည်းတိုးချဲ့ထားပြီးတော့ပေါတော့ပုံနဲ့ကျုံးနဲ့ရေသေးတောင်ဘက်ကိုလက်နဲ့ကြည့်ပြကတ်မှုတွေမကြာခဏပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။ဒါပြင်ဆိုပါမျိုးတွေနဲ့စတွေးမျိုးအနီးမှာအေးအေးရှိနိုင်တယ်လို့ယူဆနေတဲ့နေရာများကို အကြံပတ်စတက်ကလေးချောင်းတက်ခမ်းမှုတွေနဲ့စတင်မောများကလည်းကင်းလဲ့နေတယ်လို့သိရှိရပါတယ်။အထူးသဖြင့်ကလတန်မြေဝါနဲ့မေယူးမြေချောင်းတို့လျှောက်ပါတလဲစိတ်ကန်နဲ့မင်းချောင်းတရာထိတ်တို့အထိအကြံပတ်စကောင်းစီရဲ့စတင်မောတွေကလဲ့လဲသွားလာကင်းလဲ့နေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘယ်လာရုနဲ့ရုရှားတို့သွားမဲ့မင်းအောင်လည်းရဲ့မိသားစုနဲ့တူခရိုနီစီးပွားရေးသမားများလည်းလိုက်ပါကြမယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ဘယ်လာရုနဲ့ရုရှားနိုင်ငံတို့ဒီကနေ့သွားရောက်မဲ့အကြံပတ်စကောင်းဆောင်မင်းအောင်လည်းရဲ့မိသားစုနဲ့တူ ခရိုနီစီးပွားရေးဓမာကြီးများလည်းလိုက်ပါကြမှာဖြစ်တယ်လို့ UMSCCI သတင်းရင်းမြစ်ကပြောပါတယ်။စကောင်းဆောင်မင်းအောင်လင်ကဇွန်လ26ရက်နေ့မှ29ရက်နေ့ထိဘယ်လာရုနိုင်ငံမက်စမျိုးမှာပြုလုပ်မဲ့စတုဒ္ဒချိန်များဥရောပအာရှစီးပွားရေးဖိုရမ်ကိုတက်ရောက်မှာဖြစ်ပြီး EAEU ရဲ့အလဲကျဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုနိုင်ငံတမရနဲ့တရားတွေ့ဆုံခြင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်ပွဲဥက္ကဋ္ဌနဲ့တွေ့ဆုံဆုံးနေခြင်းစိုက်ယုံလုံယုံများတို့တွားရောက်လေးလာခြင်းများကိုဆောင်ရွက်တော်မှာဖြစ်ကြောင်းအဲ့ဒီခေတ်စဉ်တွင်နိုင်ငံဆိုးရားနဲ့ပြည်သူများကြောင့် ချစ်ကြည်ရေးစေးပွားရေးကဏ္ဍဘောင်ဆုံးမှာမဟာပြူဟာမြောက်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအပါအဝင် Eurasian Economic Union အရေးအယူဖွဲ့ဝင်နိုင်ငံတွေနဲ့စေးပွားရေးဆိုင်ရာဇုန်တွေမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ဆိုပါခရီးစဉ်မှာမင်းအောင်လိုင်ကတိုက်ရိုက်ရွေးချယ်ထားတဲ့စေးပွားရေးသမားခရိုလီတချို့လည်းလိုက်ပါခွင့်ရရှိမှာဖြစ်ကြောင်း။အဲလိုလိုက်ပါခွင့်ရရှိသူများထဲမှာပြည်ထောင်စုမြန်မာနိုင်ငံစမူလမှုလုပ်ငန်းရှင်များအတင်းချုပ် UMSCCI မှာစေးပွားရေးသမားများလည်းပါဝင်တယ်လို့သိရပါတယ်။ UMSCCI ကစေးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဇမူလမှုလုပ်ငန်းရှင်တချို့လိုက်ပါမယ်။အခုခရီးစဉ်မှာလိုက်ပါဖို့စီရင်နေခေါ်တာပါ။ UN FSCI စီးပွားရေးကိုယ်စားလှယ်အဖွဲ့တော်ပါတယ်လို့ UN FSCI သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒါပြင်မင်းအောင်လင်ကရုရှားနိုင်ငံဘူတီးရီးယားပြည်နယ်သို့တွားရောက်မှာဖြစ်ပြီးအရီပြည်နယ်မှာရှိတဲ့စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနဲ့ဇက်ယုံလုံယုံများကိုလေးလာမှာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှေ့တန်းစမြေပြင်သို့ဇေလိုခံရတဲ့ဇမူတန်တသားတဲ့များဇက်တွေမရတော့ပဲပျောက်ဆုံးနေပြီး သေးတာရှင်းတာမသိရဘူးလို့မိသားစုဝင်များကပြောကစတက်ကိုမေးပေမဲ့လည်းတီးကြတဲ့အဖြစ်မပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါလိမ့်။လက်ရှိမှာရခိုင်မကွေးနယ်စကိုင်းရှိတန်းစစ်မြေပြင်များကိုဇေလောခံရတဲ့စမှုတန်တသားတဲ့များဟာဆက်တွေ့မရတော့ပဲပျောက်ဆုံးနေကသေးသလားရှင်းသလားမသိရတော့ဘူးလို့မိသားစုဝင်တချို့ကပြောဆိုပါလိမ့်။ရန်ကုန်တိုင်းဒလားမြို့နယ်မှာတန်း20ရွယ်မောင်ကျော်မြင့်ဟာ2014ခုနှစ်အောက်တိုဘာလ12ရက်နေ့ည9:00နာရီချိန်ကပျံလုပြီးပြန်လာတဲ့ချိန်ရန်ကုန်ဒလားကန်းကူဇယိတ်ရင်စီးနင်းရင်းနဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်း ဖမ်းဆီးခံရတဲ့အချိန်ကခပိုင်းနိုင်ဖြစ်မတင်ကားလို့ဆိုကအမျိုးသားသုံးဦးကဝိုင်းဝန်းဖမ်းဆီးချုံနောင်ခေါ်ဆောင်ခံခဲ့ရကြောင်းအိုင်းနောက်ရန်ကုန်တိုက်ကြီးဂျိုးပြူအမတ်တစ်စစ်တပ်နယ်လေကျင့်ရေးအကြောင်းသို့ပို့ဆောင်ခံရပြီးတော့ဇမုတ်တန်တင်တဲ့အပတ်စဉ်ကိုတက်ခဲ့ရကြောင်းဇမုတ်တန်တင်တဲ့ဆင်းပြီးတဲ့နောက်2025ခုနှစ်ဧပြီလတွင်ရခိုင်တို့လေရင်နဲ့ပို့ဆောင်ခံခဲ့ရရမှာစစ်တွေ့မျိုးနယ်တို့ရောက်ရှိခဲ့ကြောင်း2025ခုနှစ်မေလ10ရက်နေ့မှစတင်ပြီး၎င်းရဲ့မိသားစုနဲ့လုံးဝဆက်သွယ်ပြတ်တောက်သွားခဲ့ကြောင်းအကိုကတေးသည်ရှင်သည်မတိရအသေးကြောင့်မိခင်ဖြစ်သူကပြောဆိုပါတယ်။ ရခိုင်ကိုပို့မှလည်းကြုံမသိခဲ့ဘူး။လေရင်မော်တက်ခနေတော့မှအမေသားတို့လေရင်စီရတော့မယ်ဆိုပြီးဖုန်းလေးမိနစ်ပိုင်းလေးဆက်ပြောတယ်။လေရင်မော်မတက်ခဲ့နောက်ဆုံးဆက်တွေ့ရလိုက်တာနောက်ဆုံးပဲ။အဋ္ဌိကရကဆက်တွေ့ပြတ်သွားတာခုတက်တိပါပဲ။တိုက်ကြီးတင်တဲ့အကြောင်းကိုသွားမေးတော့သူတို့မသိဘူးပဲပြောတယ်။အခုဆက်တွေ့မရတော့တာသုံးနာနေပါရှိပြီလို့မောင်ချုံမြင့်ရဲ့မိခင်ဖြစ်သူကရှင်းပြပါတယ်။ဒါပြင်အေယာဝရီတိုင်းညောင်တုံမျိုးနဲ့မှအသက်30ရွယ်ကိုနိုင်ဝင်းမောင်ဟာဇနီးနဲ့အသက်9နှစ်ရွယ်သမီးငယ်တူရှိပြီးမဲနိုင်စမှုတန်ဆင်းခေါ်ခံရတာကြောင့် ရန်ပြည်နယ်တောင်ပိုင်းနန်းဆက်မြို့ခြေဆိုင်အမှတ်တုံးတမ်းမြင့်လေးချင်းရေးကျောင်းမှာစစ်မှုထံဘက်စင်ရှိသူပို့ဆောင်ခံခဲ့ရကြောင်းတင်နန်းပြီးတဲ့နောက်မကွေးတိုင်းပခုတ်ကူမြို့နယ်ခါလိုက်ရ2-5တက်သို့ပို့ဆောင်ခံရပြီးတဲ့နောက်ဆက်သွယ်ပြတ်တောက်ခဲ့ကြောင်းလက်ရှိချိန်ထိတေးသည့်ရှင်းသည့်မတိရပဲဆက်သွယ်ပြတ်တောက်နေကြောင်းသိရပါတယ်။ဒါပြင်ရန်ကုန်တိုင်းရှိပြည်သားမြို့နယ်မှာအသက်29နှစ်အရွယ်လူပြိုကိုညင်ညီဦးဟာမင်္ဂလာတုံမြို့နယ်အောင်မင်္ဂလာဝေပြေကာကွယ်မှာဂျာပန်ဇေယောင်းနဲ့အလုပ်ကိုလုပ်ကင်ခဲ့ရမှပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးတော့ဂျိုးပြူအမတ်တေစစ်တပ်နဲ့လေကျင်းရေးကျောင်းသို့ပို့ဆောင်ခံရပြီး စမုတ်တန်တင်တဲ့ဗတ်စင်တုံတက်ရောက်ခဲ့ရကောင်မုံရမျိုးနဲ့နောင်မြောက်တန်စတနာကျုပ်တို့တင်တဲ့ဆင်းပြီးတဲ့နောက်ပို့ဆောင်ခံခဲ့ရကြောင်း2024ခုနှစ်အောက်တိုဘာလမှာမိသားစုနဲ့လုံးဝဆက်သွယ်ပြတ်တောက်ခဲ့ပြီးရှစ်လနေပါဆက်သွယ်မရတော့ကြောင်းသိရပါတယ်အလားတူရန်ကုန်တိုင်းတင်ငန်းချုံမြို့နယ်တကုံမြို့တက်တောင်ပိုင်းလိုင်းသာရမန္တလေးတိုင်းညာဦးမြို့နယ် ARR တိုင်းရေကြည်မြို့နယ်နဲ့ဂျုံပြော်မြို့နယ်တို့မှစမုတ်တန်တတတဲ့များရဲ့မိဘဆုံမျိုးတွေကလည်းပြည်တွင်းမီဒီယာများထံသို့ဆက်သွယ်ခဲ့ပြီးတော့ ၎င်းတို့ရဲ့တူသားများစတဲ့ဘိုးဆောင်ခံရပြီးတဲ့နောက်ဆက်သွယ်များတော့ပဲပျောက်ဆုံးနေတယ်လို့သတင်းတွေပေးပို့ခဲ့ကောင်းစမှုတန်တသားတဲ့များအဖြစ်မှလင်းဝဲသူများနဲ့ဒီဆုံးတဲ့ဓပုတ်များရှိပါကအကြောင်းကြားပေးရန်အကူအညီတောင်းခံလာကြပါတယ်အဆိုပါပျောက်ဆုံးနေသူများနဲ့ပတ်သက်ပြီးဒဆိုင်ရတင်တန်းချောင်းများနဲ့တရင်တစ်ဖွဲ့များကိုမိသားစုများကဆက်သွယ်မေးမြန်းပေမဲ့ဒီဆုံးတရားအကြောင်းပြန့်ကျင်မရှိဘဲမသိရှိလို့သာပြန်ကြားတယ်လို့မိသားစုဝင်တွေကဆိုပါတယ်စကောင်းစက2024ခုနှစ်ဧပြီလမှစတင်ပြီးဇမှုတန်တင်နှင်းများကိုလှဆိုင်ဖွင့်လှစ်ခဲ့ရမှာ။ ကုကစမှုတံဘတ်စင်15ထိရောက်ရှိနေပြီဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့နောင်ချိုးမှာစကောင်းစိကဘုံအလုံး60ကျော်ခြေချထားပြီးဒိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။တောင်မြို့သားလုံမြောက်ရေးတပ်မတော်တနလီသိမ့်ပိုက်ထားတဲ့ရန်ပြည်နယ်မြောက်ပိုင်းနောင်ချိုးမှာရှိတဲ့တောင်ခမ်းဒေသကိုအကြမ်းဖက်စကောင်းစိကပြင်းထန်ဘုံခြေချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စကောင်းစိကယမန်နေ့ဇွန်လ24ရက်နေ့မနက်ပိုင်းမှာဆက်တင်ပြီးတော့ကန်ဂျီဝါရဲ့နောင်မြောက်ဖက်နောင်ရဲကျေးဝါအနီးမှာရှိတဲ့လုံဝဲဒေသကို လေချောင်းမှအဓိကထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မနေ့ကမနေ့ကလေးကဘုံနဲ့ဇက်တိုက်ကျဲနေတာနေခင်းမှာတိုက်ပွဲတွေညင်သွားတယ်။ဒါပေမဲ့ဘုံနဲ့ဒရုံးတွေနဲ့ကတော့ဇက်တိုက်ညာထီကျဲတာဘုံလုံးပေါင်း80ကျော်တယ်လို့စီရေးသတင်းရင်းမြစ်ကပြောပြပါတယ်။ဒါပြင်ရွှေသွန်းကျေးဝါအနီးမှာလည်းအကြံဘက်စကောင်းစီတက်တဲ့ဓနုပြည်သူလုံမြောက်ရေးတပ်တော် DPL တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနေခင်းချိန်တွေမှာတိုက်ပွဲတွေခက်တာညင်သက်သွားတယ်လို့သိရပါတယ်။လက်ရှိမှာစကောင်းစီကတိုက်ပွဲဖြစ်ပွားရတဲ့အနေဝင်ကျင့်တို့ပေါင်900နဲ့ပေါင်300ဘုံအပါဝင်ဘုံလုံးပေါင်း80ကျော်ကို ဝိုင်းတွဲဂျက်ဖိုက်တာတွေနဲ့ခြေချတခိုက်ခဲ့တယ်လို့ DPL ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာဂျမက်စကောင်းစီဘက်ကတောင်ခမ်းကနေနောင်ချိုဘက်ကိုစစ်ရင်အားထောင်းချီတုံးပြီးတော့စကြောင်းထုံးနေကောင်လက်နက်ကြီးတွေဒရုန်းပုံးနဲ့လေကြောင်းပစ်ကိုဒုံးပြုတ်နေပေမဲ့စရေးရာထိရောက်မှုမရှိဘူးလို့စရေးသတင်းရင်းမြစ်ကဆိုပါတယ်။ဒါပြန်ဂျမက်စကောင်းစီကယမန်နေ့ည9နာရီခန့်ကလည်းနောင်ချိုမြို့အရှေ့တောင်ပတ်ချမ်းကိုဘုံကျဲချတိုက်မှုတွေပြုလုပ်ခဲ့တဲ့လို့သိရပါတယ်။အရင်နောက်မြောက်စုစုတို့သွားပါလားဆိုတော့ဆောင်းပါရှင်ဆရာလာစိုးရဲ့ရေသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ အစ္စရေးနဲ့အီရန်တို့ရဲ့စနစ်အကျစစ်ပွဲဟာအလို့တဘောအပြစ်ခတ်ရစရေးလိုင်းနာပါမယ်ဆိုတဲ့သဘောတူညီချက်နဲ့လော်လောဆက်မှာရပ်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ဒါပြင်အမေရိကန်တို့ကအီရန်အားဘန်ကားဖြတ်ပုံး၁၄လုံးနဲ့အကြောင်းမဲ့ဝင်ရောက်ဘုံကျဲတိုက်ခိုက်ခဲ့မှုအားလည်းရုရှားနဲ့တရုတ်ဘက်ကရှုံးချတယ်လို့ပြောဆိုခဲ့တာကလွဲလို့တုံ့ပြန်မှုတစုံတရာထွက်ပေါ်လာခဲ့ခြင်းမရှိပါဘူး။အဲ့ဒီနေသားများဟာဘန်ကာထဲမှာနေပြီးတတိုင်းပြည်လုံးမီးလောင်ပြကြတဲ့အထိခူးကန်သွားမယ်လို့မှန်းဆထားတဲ့မင်းအောင်လှိုင်အဖို့တော့ဇိုးရင်စရာဖြစ်လာရတာကတော့အမှန်ပင်ဖြစ်ပါတယ်။ ဒေါ်နယ်ထရပ်ဟာကွန်ကရက်တို့တိုင်ပင်ခြင်းမရှိဘဲ၎င်းရဲ့သဘောတစ်ခုတည်းနဲ့လက်အုပ်မှုယူကလဲတဲ့ပြတ်တိုက်ခိုက်ခြင်းမျိုးလည်းဖြစ်နေပါတယ်။လက်ရှိမှာတရုတ်ဟာအမေရိကန်နဲ့ဥရောပကပရေသာပင်ကြီးလမျက်စိကျနေတဲ့မေရှားတတူတွေဖြစ်တဲ့ဒဘရိုစီယန်နဲ့တာပီယန်များအားမြန်မာမှအဓိကရာယူနိုင်မှုကြောင့်ကမ္ဘာဈေးကွက်ကြီးကိုလဝကြီးဥက္ကာထင်းတလို့ချေလဲနိုင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။ဒီပြည်ဟာအမေရိကန်နဲ့ဥရောပဖို့အီရန်ရဲ့ညူလန်နဲ့များပိုင်းဆိုင်လာမှုကိုအစ္စရေးတို့ကြောက်ရွံ့ခဲ့တယ်လို့မျိုးဖြစ်လာနေပါတယ်။ဒါပြင်ထရန်ဆိုးရအဖွဲ့အတွင်းမှာလည်း တရုတ်ကိုထိန်ချုပ်နိုင်ဖို့သာအာရုံစားရမယ်ဆိုတဲ့သဘောထားရှိသူများကအားသာနေပြီးတော့အီရန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့မှုကိုလိုလိုလတ်လတ်ထောက်ခံခြင်းစိတ်မရှိကြပါလက်ရှိမှာတရုတ်တို့မြေရှားတပ်တို့တွေထိန်ချုပ်ထားနိုင်တဲ့အနေအထားရောက်အဓိကပံ့ပိုးပေးနေတာကမြန်မာပင်ဖြစ်ပါတယ်မြန်မာမှ၎င်းတို့လိုအပ်နေတဲ့ကုန်ချမ်းတွေရဲ့ငါးစက်ခွန်ရာခိုင်နှုန်းကိုပင်တင်သွင်းနေတယ်ဆိုတော့ data စရင်စရာများကလည်းငင်းမရအောင်ထွက်ပေါ်နေပါတယ်တရုတ်ပြည်တောင်ပိုင်းမှာထွက်ရှိနေပေမဲ့အစိုးရရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုစံနှုန်းတွေမြင့်တက်လာတာကြောင့်လုပ်ငန်းတော်တော်များများရပ်ဆိုင်သွားပြီး ထင်သလိုလုံးလို့ရနေတဲ့မြန်မာဘက်သို့အုံနယ်ချင်းနယ်ဝင်ရောက်လာခြင်းဖြစ်ပါတယ်၂024မှာကချင်လွတ်လပ်ရေးတပ်တော်မှရှားပါးတဲ့မြေသားတထုတွင်များကိုထိန်းချုပ်နိုင်လိုက်ခြင်းကြောင့်ကဘာစိန်နှုံးလဲမြင့်တက်သွားပြီး GI ဟာလည်းတရုတ်တို့ဘော်မာရီကျော်ရီဆက်ဆံလာနိုင်ပါတယ်တရုတ်ဘက်သို့တင်ပို့နေမှုကလည်းဒုံပုံဒုံပုံခန့်ကျဆင်းသွားခဲ့ပါတယ်ထရန်ရဲ့ဖိုးကလည်းအဲ့ဒီရေးကြောင့်တရုတ်ကိုထိန်းချုပ်နိုင်ရေးမှာ၎င်းရဲ့ကုန်းသွဲကိုနှုံးထရာကနန်းတီဒုံးမြင့်ချင်းချောက်လာပေမဲ့အရာမရောက်ဖြစ်နေပါတယ်သို့တော့တရုတ်တို့နိုင်ငံကလကောင်းပေါ်ရှိနေမှုကိုထရန့်ဟာမြင်များထိခွင့်ပြုနေမိနေတယ် ယခုပင်အီရန်ကိုကြွက်သားညှစ်ပြခဲ့တာကြောင့်ဓာတ်တုအမေရိကလိုအမဲလိုဟဲ့ကျွေးနေတဲ့မူလာကြီးများကိုပင်လေတံပျော်သွားအောင်လုံနိုင်ခဲ့ပြီလို့ဆိုကထွန်းကမတက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။အကယ်၍ထွန်းဟာလက်ရှိတရုတ်တို့မြန်မာကိုလောက်ခန့်ပြင်းတဲ့တခုလားဆက်ဆက်နေမှုနဲ့အိန္ဒိယသမုဒ္ဒရာဘက်ကိုထွက်ပေါက်ရပြီးမလကာရေလက်ကြားကိုရှောင်ကွင်းဖောက်ထွက်နိုင်မဲ့အာချီလီတန်ဖနောက်လိုဖြစ်လာနေမှုကိုဒီတိုင်းတော့လက်ပိုက်ကြည့်နေပွဲမရှိပါဘူး။ဒါပြင်၎င်းဟာနောက်မှအန်တကျိကျိနဲ့ချိန်မနိုင်ခဲမရဖြစ်ကြံခဲ့မဲ့လူမျိုးမဟုတ်ပါဘူး။ ဒီရွက်ကြောင့်လည်း၎င်းတို့ရဲ့ထိတ်တန်းတန့်အဖွဲ့ကိုဘွယ်ဦးတွက်လှူရှားမှုတရက်ပြည့်ဘင်္ဂလားဒေ့ရှ်သို့ဆစ်လွှတ်ထားပြီးတော့ဒီခေါက်စုံစမ်းခိုင်းခဲ့တာမဟုတ်ပါလားမြန်မာစစ်တပ်ဟာလူထုတော်လှန်ရေးကိုချိန်မုံနိုင်ခြင်းမရှိတော့ဘဲနဲ့ဒီုံနဲ့ရုရှားတို့ပေါ်တိုးပြီးတော့ခါးရညှို့သွားလာနေရပါတယ်ဒါပြင်ထရန့်ဟာအီရန်ကိုဆုံးမနိုင်ခဲ့ပြီလို့ဆိုကမန်တက်လာနေပြီးမြန်မာပေါ်တရုတ်တို့အုပ်စိုးနေနိုင်မှုကိုနောက်ဆက်ပေးရန်တခုခုခလောက်ဆက်မယ်ဆိုကအဖက်ဖက်မှချက်ချုံကြနေတဲ့မင်းအောင်နိုင်တို့ဇေယုစုပြားများရတော့မှာဖြစ်ပါတယ်တကယ်တမ်းဖြစ်လာက တရုတ်ဟာ၎င်းတို့ရဲ့ထရီလီယံရာနဲ့ချီရှိနေတဲ့စီးပွားရေးအမေရိကန်ရဲ့ငွေတိုင်းစာချုပ်များလက်ဝယ်ရှိနေမှုအစားရှိတဲ့အကျိုးစီးပွားများပြတ်ခန့်ပြီးတော့တုံ့ပြန်လာမှာမဟုတ်လို့လည်းထရန့်ကယူဆလာနိုင်ပါတယ်။နောက်တစ်ကြောင်းကထရန့်ဟာထိုင်ဝမ်နဲ့ပတ်သက်လို့တရုတ်တို့စည်ရေးရာစွန်စားလာမယ့်အရေးကိုတွေးပြီးတော့ပူပန်နေပါတယ်။အ धिक အကြရဲ့မဖြစ်မနေထိတ်တရရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒါကိုဆောင်ရှားလို့ပါကမြန်မာနဲ့ပတ်သက်လို့တရုတ်အားအလုံးများအောင်လုပ်ပြီးဂျာကန်စစ်ပွဲမျိုးပုံဖော်ဖန်တီးလာနိုင်ပါတယ်။ထရန့်ဟာတရုတ်နဲ့ပတ်သက်လို့မပြတ်မသားဖြစ်နေပေမဲ့ ဒုတမရာ JD Vance ကဲ့သို့တရုတ်စန်းချင်ရေးသမားများကအင်ဂျူရောမှာအင်အားကောင်းနေပါတယ်။အာရှပစိဖိတ်ဒေသမှာရှိတဲ့အင်အားအကြီးမားဆုံးစစ်တပ်ကြီးတစ်ခုဟာမြန်မာလူငယ်လေးများကတော်လန့်မောင်းထုတ်နေကြပြီဖြစ်ပါတယ်။အခုလိုအာရှဂုံးမြင့်ကြီးအလဲပိုးမှာဇီရီးယားလိုပြည်တွင်းစစ်ကြီးပေါပေါလာမဲ့ရေးကိုလက်ပိုက်ကြီးနေကြဆဲလဲဖြစ်ပါတယ်။ဒါပြင်တရုတ်ကလည်းရေရှည်မှာလက်ပိုက်ကြီးမနေနိုင်ဖြစ်လာမှာကိုတွက်ဆမိတဲ့ပြင်ဂျိုင်းရင်တော်လန့်ရေးတပ်ဖွဲ့ချင်းဂျော်ချင်းကဲ့ယင်ချင်းကဲ့ဖြစ်လာနိုင်ပြီးအခြေအနေများဟာပိုပြီးတော့ဆိုးလာနိုင်တယ်။ လူမဆန်လာတဲ့ဆဲဟုစုဟာယခုလိုပုံစံနဲ့ကဘာရဲ့အလဲမရေရှည်ထောက်ခံသွားလို့မဖြစ်တဲ့ပြင်ရေကောက်ပွဲပုံစံနဲ့မျက်နှာပြကောင်းအောင်နဲ့တိုင်းရင်းသားများအားလည်းထမ်းမှန်သွေးခွဲပြီးသားဖြစ်အောင်တစ်ချက်ကုန်တစ်ချက်ပြတ်အတင်းကျပ်လုပ်ခိုင်းခဲ့ခြင်းဖြစ်ပါတယ်။စီးရီးယားပြည်တွင်စစ်မှာပင်ဂူလာအဖွဲ့အစည်းများရဲ့လူသားချင်းစာနာမှုထောက်ထားတဲ့အကူအညီများကိုအာဆက်အစိုးရမှတစ်ဆင့်မဟုတ်ဘဲဝင်ရောက်ဘေးကမ်းနိုင်ရန်လုံခြုံရေးကောင်းစီရဲ့ဆုံးဖြတ်ချက်ကိုတရုတ်နဲ့ရုရှားကဗီဒီယိုအနာမတုံးပဲဂျာနေမဲနဲ့ခွင့်ပြုခဲ့ရပြီဖြစ်တယ်ဆိုတဲ့တာဒကာများကထင်ရှားရှိနေပါတယ်။ ပြည်သူတွေကခိုးကန်တွန်းလှန်ဆဲမုန်းချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ကြတဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။